ရန်ကုန်မြို့ဗဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလမ်းမှာနေကနီပါကျဲဝန်းနဲ့အမှတ်54ခြံကြီးကိုရောင်းချဖို့အတွက်ဦးအောင်စံဦးဘက်ကအဆက်မပြတ်စူးစမ်းလှုပ်ဆောင်နေတာကို တွေ့ရပါတယ်။အာဇာနည်ကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့တားအကြီးဆုံးဖြစ်သူဦးအောင်စံဦးကအမွေရလိုမှုနဲ့ညမဖြစ်သူလူလူကောင်းဆောင်ဒေါအောင်စန်းစုကြည်ဖောင်တန်ကြခန်နေရစင်မှာအချိန်ချင်းလေးလံတင်ပြီးရောင်းထွက်ဖို့စူးစမ်းနေတာဖြစ်ပေမဲ့လက်ရှိအချိန်ထိဝယ်ယူမဲ့သူမပေါ်သေးပဲဖြစ်နေတာပါ။အင်းအဲ့ဒါတော့ အမျိုးမျိုးရှိတာပေါ့လေတစ်ကတော့ငွေကြေးများနေတာလည်းဖြစ်တယ်ပေါ့နှစ်ကဒီစစ်အာဏာရှင်မယုံဘူးပေါ့နော်ဒီစစ်အာဏာရှင်ကဘာမှစိုးဥတွေရှိတာမဟုတ်ဘူးလေတကယ်လို့များပါဆွဲလို့ရှိဒီငွေဘေးရရလဲငွေပြူပြနိုင်လားတမ်းမို့ပြောရဘယ်ကတူအလွယ်လို့ဘူးမဘလူးမမဆွဲရဘူးဗျအဲတူအတစ်ဖက်လက်နဲ့နောက်ဆုံးမှာတော့တစ်ဖက်လက်နဲ့ ဒါကိုဆွဲပြီးတော့တရားညို့ဖြည့်စီတင်ပါတယ်ဒါပဲအဲဘာအစ်စ်ပြန်ဆောင်မဲတို့ဘာတို့ညာတို့ပေါ်ပဲသူတို့လက်ထက်ရောက်ရင်ကြိုက်တာလို့ပေါ့ဗျာအဲ့ဒါသူတို့ကိုယ်တိုင်နောက်ဆုံးမှာတော့တစ်ဖက်နဲ့နဲ့ဆွဲပြီးတော့ရအောင်ယူမှာအဓိကတော့ဒါကြီးကိုဖြည့်စီတင်ပါပေါ့ဗျာအာဖြည့်စီတင်ပါဒါတော့သူတို့ရဲ့အကြံစိုးပေါ့ဗျာ ဦးအောင်ဆန်းဦးဟာခြံအမှတ်54အမွေကိစ္စနဲ့ပတ်သက်ပြီးတရားရင်ဆိုင်လာတာ2009နှစ်ဝင်းကျင်လောက်ကစလို့လက်ရှိအချိန်ထိဆိုရင်နှစ်ပေါင်း20ကျော်ရှိနေပါပြီ2009နှစ်ဝင်းကျင်ကာလတွေဟာညီမဖြစ်သူဒေါန်ဆန်းစုကြည်နေအကြေကျုပ်ကာလကိုရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပေမဲ့အမွေခွဲယူလို့ကြောင်းတရားရုံးကိုရှောက်ထားခဲ့ရမှာတရားရုံးကလက်မခံပဲ2000ခုနှစ်မှာပယ်ချခဲ့ပါတယ်ခြံအမှတ်54အမွေကိစ္စအတွက်ဦးအောင်ဆန်းဦးအပါအဝင်ဦးခင်မောင်အေးနဲ့ဦးစိုးအောင်တို့ကလည်း တရားစွဲဆိုခဲ့တာတွေရှိပေမဲ့အမွေရလိုမှုနဲ့ပတ်သက်ပြီးအဓိကတည်အတန်ကတော့ဥအောင်ဆန်းဦးပဲဖြစ်ပါတယ်။၂000ခုနှစ်ကပယ်ချလိုက်တဲ့အမွေရလိုမှုကို၂၀21ခုနှစ်မှာအနောက်ပိုင်း KI တရားရုံးကိုထပ်မံရှောက်ထားခဲ့ရမှာတော့တဝက်ပိုင်ဆိုင်ခွင့်ရှိတယ်လို့တရားရုံးက၂၀22ခုနှစ်မှာဆုံးဖြတ်ပြီးခဲ့ပါတယ်။၂၀16ခုနှစ်မှာတော့တရားရုံးကပိုင်ဆိုင်မှုခွဲတဲ့နဲ့ပတ်သက်ပြီးအမိန့်ချမှတ်ခဲ့ပေမဲ့ဥအောင်ဆန်းဦးကကျေနပ်မှုမရှိပဲအင်ကိုလီလန်ပြစ်ပြီးတရားတော်ဝက်ခွဲယူကြဖို့ 2018ခုနှစ်မှာအထူးယူကန်တက်ခဲ့ရာမှာပြည်တော်စုတရားလွတ်တော်ချုပ်ကပယ်ချခဲ့ပါတယ်။သူတင်ခဲ့တဲ့အထူးယူကန်ကိုတရားလွတ်တော်ချုပ်ကပယ်ချခဲ့တာကသူ့အနေနဲ့မတရားခံရတာလို့ဦးအောင်ဆန်းကမီဒီယာတွေကိုဖြေကြားခဲ့မှုတာရှိပါတယ်။ခြံကြီးကို ရောင်းပြီးရတဲ့ငွေကိုခွဲယူဖို့ဒါမှမဟုတ်သူကမ်းလှမ်းတဲ့ပမာဏကို တောင်းဆန်းစုကြည်အနေနဲ့ငွေပြန်အမ်းဖို့ဦးအောင်ဆန်းကဆန္ဒရှိခဲ့ပါတယ်။ ဆရာနာသိမ်းပြီးနောက်2022ခုနှစ်မှာပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအမွေခွဲယူဖို့ဆုံးဖြတ်ပြီးတဲ့နောက်ကမာယုတ်ခရင်တရားရုံးကနေ2024ခုနှစ်မှာဥရောပဆန်ဦးဆန္ဒဖြစ်တဲ့လေးလံတင်ရောင်းချဖို့ဆုံးဖြတ်ချက်ကိုရရှိခဲ့တာပါဝယ်ယူမဲ့သူရှိပါသလားဝယ်ယူမဲ့သူရှိပါသလားဝယ်ယူမဲ့သူရှိပါသလားအောင်ကြိမ်တင်လာပြီးတဲ့အချိန်မှာဝယ်ယူမဲ့သူမရှိတဲ့အတွက်ကြောင့်မလို့လေလံတင်ရောင်းချမှုအောင်မြင်မှုရှိတာတင်လာပါတယ်ရှင် ရမလီလန်တင်ဈေးနှုန်းကကျပ်315ဘီလီယံဖြစ်ပေမဲ့သုံးချိန်မြောက်အထိလီလန်ဝင်ဆွဲမဲ့သူမရှိလို့အစစ်စစ်ရှော့ချခဲ့ရမှာလက်ရှိနောက်ဆုံးကြမ်းခင်းဈေးက290ဘီလီယံနဲ့လီလန်ရောင်းချဖို့အထိဖြစ်လာခဲ့တာပါ။ Nomadic ကအခွန်ပေါ်နော်။ပြည်ဝင်ခွန်ဆောင်ပါလိ။ပြည်ဝင်ခွန်ဆောင်မှဆိုတော့ဒီအခွန်ပိုးတွေကမနေဘူးပြရမှာလိ။ကျန်စင်လာကြီး။ဒါတော့တောင်းတော့လက်ရှောင်မှာပေါ့နော်။ ဟိုအပြင်အင်တာဗျူးကတော့ကိုယ်ဆယ်ရောင်းကြက်ဝယ်ဆိုတာစာချုပ်မှာလည်း short ထုတ်လို့ရတယ်ဘာလို့လို့ရတယ်ငုံငုံလို့လို့ရတာဟိုဒါကြီးကတော့ပြောဝင်လီလန်ဈေးနှုန်းနဲ့ဆက်တော့ကြတော့ဘလို့မှလည်းဒီလိုလိုမျိုးဒီအခွန်ပေါ့နော်အခွန်ပေါ်မှာဘူးဒီပြီးရမှာဝယ်ကုန်ရောင်းကုန်ဒီမှာမြင်တာတားမြင်တော့အဲ့လိုပုံမှန်တော့အများကြီးကတော့ investment လုပ်ဖို့ကတော့တော်တော်များများတော့မလုံနိုင်ကြဘူးလို့ပဲပြောသူဖြစ်နေပြီ။ ကြောင်ဆန်လှုပ်ကြံခံရပြီး6နှစ်ကြာ1953မှာကျန်းရစ်တဲ့မိသားစုဝင်တွေဗဟန်းမြို့နယ်တာဝါလိန်လန်းအိမ်ကနေဒီအင်ရကံဘေးကအမှတ်54ချံကိုပြောင်းရွှေ့နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။အင်ရကံကိုနောက်ခံထားပြီးတော့ကိုလိုနီခေတ်လက်ရာဆန်တဲ့နှစ်ထပ်နေကြီးရှိတဲ့ချဲအမှတ်54ကိုအမျိုးသားကောင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းမိသားစုအတွက်ဖဆပလအစိုးရကဝယ်ယူနေထိုင်စေခဲ့တာဖြစ်ပြီးဒေါခင်ကြီးအမိပေါက်ဖြစ်ပါတယ်။အာဇာနီကောင်းဆောင်မိသားစုရဲ့နေအိမ်ဖြစ်သလို တစ်ဖက်မှာလည်းအဒီခေတ်ကာလကနိုင်ငံရေးသမားတွေစုဝေးရာနေရာတစ်ခုလည်းဖြစ်တယ်လို့မှတ်တမ်းတွေအရသိရပါဗျ။ဒေါခင်ကြီးကတော့ခြံအမှတ်54နေရီမှာပဲနေထိုင်ရင်း1988ခုနှစ်မှာကွယ်လွန်သွားခဲ့ပါဗျ။သူကွယ်လွန်သွားပြီမဲ့ခြံထဲကနိုင်ငံရေးဆွေးနွေးမှုတွေစုဝေးမှုတွေကိုဒေါ်ဆန်းစုကြည်ကဆက်လက်တည်ဆောင်ပါဗျ။ခြံထဲကိုចောင်းသားတွေနဲ့နိုင်ငံရေးသမားတွေဝင်ထွက်သွားလာမှုတွေဆက်ရှိနေခဲ့ပြီးနိုင်ငံရေးဆွေးနွေးမှုတွေလည်းဆက်ရှိနေခဲ့ပါဗျ။1988စက်တင်ဘာလမှာဒေါ်ဆန်းစုကြည်က မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတည်ထောင်ပြီးနိုင်ငံရေးလောကထဲအတိအလင်းဝင်ရောက်လာတဲ့အချိန်မှာတော့ချန်အမတ်54ရဲ့သမိုင်းဟာလည်းတွဲပြီးပြောရတဲ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့တက်မဲ့ပြယုတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီမိုကရေစီရင်းနဲ့လူ့ခွင့်ရင်းလှုပ်ရှားမှုတွေမှာပြည်သူတွေရဲ့ထောက်ခံမှုကိုအပြည့်အဝရရှိခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ဟာဆရာနာရှင်တွေရဲ့ညံမုံချိုးဖိနှိပ်တာကိုတော့အပြင်းအထန်ခံစားခဲ့ရပါတယ်။ဆရာနာရှင်တွေအနေနဲ့လူမှုကောင်းဆောင်ကိုနေအကျေချုပ်ချတာတွေလုပ်ခဲ့ပြီး 1989ခုနှစ်ကစလို2010ခုနှစ်အထိနေအကျေကျုပ်ကာလဟာစုစုပေါင်း15နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်ဒီလိုမျိုးကာလရှိနေအကျေကျုပ်ကာလတွေအတွင်းမှာဒေါန်ဆန်းစုကြည်ရဲ့အချိန်ကာလဖြစ်တန်းပုံတွေနေထိုင်ပုံတွေနဲ့ဆက်အနာရှင်တွေကိုအန်တုခဲ့ပုံတွေကိုနိုင်ငံတကာကရုပ်ရှင်တွေသတင်းတွေဖန်တီးရေးသားကြတဲ့အခါမှာကျမ်းမတ်54ဟာလည်းတွဲပြီးတော့ပါလာတက်ပါတယ်မြမပြည်တွင်းမှာတော့ဒီကနန်းနှလုံးကိုစစ်အစိုးရကစန်စာလုပ်ပြီးဖန်တီးခွင့်ပိတ်ပင်ခဲ့ပါတယ် 1995ဝင်းကျင်တဝိုက်မှာဆိုတော့လေးပြူရဲ့ပါဝါ54ဆိုတဲ့အခွေက54ကိုစင်စာလုတ်ခဲ့တဲ့အတွက်54ကိုဖြုတ်ပါဝါလို့ပြောင်းပြီးအခွေထုတ်ခဲ့ရတဲ့အထိချန်အမှတ်54ဟာစစ်အစိုးရခေတ်မှာစစ်အာဏာရှင်တွေပေါ်လွှမ်းမိုးမှုရှိခဲ့ပါဗျ။အဲဒီနောက်ချန်အမှတ်54ဟာဒေါန်ဆန်းစုကြည်အခြေချုပ်ကျနေတဲ့အိမ်ဖြစ်သွားပြီးပါတီလူငယ်အချို့အသွာအလာရှိတာကလွဲလို့စစ်အစိုးရရဲ့စောင့်ကြည့်မှုအောက်မှာလူဝင်ထွက်နေသွားခဲ့ပါဗျ။တခါတလေလူလူကောင်းဆောင်ကချန်အတွင်းကနေ လူနဲ့တွေ့ဆုံတာစကားပြောတာတွေလုပ်ခဲ့တာမျိုးတွေတော့ရှိခဲ့ပါတယ်။2010နောက်ပိုင်းမှာတော့ဒေါင်ဆန်းစုကြည်နေအခြေချုပ်ကပြန်လည်လွတ်မြောက်လာပြီးချန်မန့်54ဟာနိုင်ငံရေးသမားတွေနေပြည်တော်ဆောင်ကခေါင်းဆောင်တွေနဲ့နိုင်ငံတကာကတန်တမန်တွေဝင်ထွက်သွားလာရနေရာလဲဖြစ်ခဲ့ပါတယ်။ American သမ္မတဘားရက်အိုဘားမားအပြင်အခြားနိုင်ငံခေါင်းဆောင်တွေရောက်ရှိခဲ့သလိုလက်ရှိအာဏာသိမ်းထားတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လည်းဒီချန်တဲကိုရောက်ခဲ့ဘူးပါတယ်။အာဇာနည်ခေါင်းဆောင်ရဲ့ဇနီးဒေါခင်ကြီးခေါင်းချခဲ့တဲ့နေရာ လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်အကျေချုပ်ချခံခဲ့ရတဲ့တမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့အပြင်ကမ္ဘာအထင်ကြီးအပုပ်ကိုတွေလည်းဝင်ထွက်သွားလာခဲ့တဲ့ချာမတ်54ဟာအခုတော့လီလန်တင်ရောင်းချတဲ့တမိုင်းကိုလည်းဖျက်ဆီးနေရတာဖြစ်ပါတယ်။ဒီဒေါ်ဆန်းစုကြည်နေထိုင်ခဲ့တဲ့နောက်ပြီးတော့ဘုဒ္ဓအောင်ဆန်းရဲ့ဇနီးတော်ခေကြီးနေထိုင်နေတဲ့ဒါကနောက်ပြီးတော့တမိုင်းအမွေမြစ်ပေါများစွာရှိအောင်လာဒီနေရာအဲ့တော့ဘယ်တော့ဖဲတံမိုးဖျက်ဖျက် ဘလောက်ပဲဝယ်နိုင်ရဲ့ဒီလေဖြစ်ဖြစ်ဒီလိုမျိုးလေလံပြည့်အောင်လောက်တဲ့အခြေအနေမျိုးအဆုံးဖြတ်ချပေးလိုက်တဲ့ဆရာသူကြီးတွေကဆာစီရင်လို့တရားကျင်းနေလို့ခါပြောချင်တာကတော့စီရင်လို့တကယ်ကိုတမိုင်းအမှုအစ်တကယ်ကိုခလာဟိုဟိုတမိုင်းအမှုနဲ့နေရာဖြစ်ဖြားရှိခဲ့ရမယ်ကိစ္စမျိုးပေါ်မှာဒါအဲမြန်မာဒီမိုကရေစီအဓိကနော်လူကြီးကောင်းဆောင်ဒေါ်ဟန်းစုကြည်ရဲ့ပုံရိပ်ကိုနောက်နာကမှာ စစ်အာဏာရှင်တို့ကမမြင်ချင်တဲ့စုံစံကြောင့်ဒါစစ်အာဏာသိမ်းပြီးအကြမ်းဖက်ပြီးရဲ့နောက်ပိုင်းမှာမှဒီလိုမျိုးစစ်တပ်လက်အောက်ခံတရားရုံးတွေကနေပြီးတော့မှဥရောပဆိုင်နဲ့အာအပေါင်းပါတခြင်းနဲ့ဒါပေါင်းတင်းပြီးတော့ဒီလိုမျိုးလေးလံပြစ်ဖို့ဆိုတဲ့ဆောင်ရွက်လာဖြစ်တယ် တမိုင်းဝေ channel ပတ်သက်ပြီးဥအောင်ဆန်းဦးရဲ့အဓိကတရေပြိုင်ဖြစ်တဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကတော့လက်ရှိမှာနေပြည်တော်ကအကျဉ်းထောင်တစ်ခုမှချုံနောင်ခံထားရတယ်လို့ပဲတည်ထားရပြီးသူ့ရှိနေရတဲ့တောင်တွေးခွင့်မရတဲ့အနေအထားဖြစ်လို့ channel ပတ်သက်တဲ့တရားရုံးဆုံးဖြတ်ချက်တွေဥအောင်ဆန်းဦးရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့တစုံတရာခုခံခြေပနိုင်တဲ့အခြေအနေမှာမရှိပါဘူး။ဘူဂျောင်းအောင်ဆန်းကိုလည်းချစ်ခင်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုလည်းချစ်ခင်တဲ့ပြည်သူလူထုကတော့ ီချံကိုတမိုင်းအမွေနှစ်တိုင်းဆက်လက်ထားရှိဖို့ဆန္ဒရှိပေမဲ့ဥအောင်ဆန်းဦးကတော့ဒါကမိသားစုအမွေကိစ္စတစ်ခုအနေနဲ့ပဲရှုမြင်ပြီးအမွေအညီမျှရလုံမှုနဲ့တရားစွဲဆိုမှုတွေဆက်လုပ်နေတာလို့ရခင်ကသူ့ရဲ့ပြောပြချက်တွေရနားလည်ရပါတယ်။ဒါပေမဲ့ဥပဒေကြောင်းအရလက်ရှိချိန်မှာခုခံနိုင်စွမ်းမရှိသေးတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ကိုစားသူ့ရဲ့ရှင်းနေအဖွဲ့ကပဲကန့်ကွက်တာတွေကိုလှုံ့ဆော်ထားပါတယ်။မျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ခြံမက်54ကိုအမျိုးသားအဆင့်ကြီးကြီးမှုအမွေအနှစ်ဖြစ်သတ်မှတ်ထားပြီးခြံကြီးကိုကာကွယ်ဖို့စ조사နေပါတယ်။ဘလို့ပင်လေလံတင်မှုနော်အာရမစစ်ဆွေးလက်အောက်ကတရားပီကြီးတွေနဲ့ဥအောင်ဆောင်ကြီးဆောင်ရွက်နေကြပါမယ်။လုံးဝတရားမုံရင်ဒီလုံးဝတရားမျှတမှုမရှိဘူး။တစ်ချိန်မှာတော့ပြည်သူတရားစီရင်မှုရဲ့အောက်မှာတော့လုံးလုံးတရားကြဒီကိစ္စပြန်ပေါ်လာပြီးအမှန်တရားကိုဖော်ဆောင်ရမယ်။တမိုင်းအမှုနဲ့နေရာခုဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်စီးပီးကစားပြောပြမှာပါဗျာနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကတော့အာဏာသိမ်းထားတဲ့2021ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့ကစစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံထားရပြီးစုစုပေါင်းအမှု79မှုနဲ့စွပ်စွဲခံခဲ့ရကထောင်ဒဏ်33နှစ်ချမှတ်ခံထားရပါတယ်။လက်ရှိအချိန်မှာစစ်ကောင်စီဟာဒေါန်ဆန်းစုကြည်ကိုဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ ထုတ်ပြန်တာမျိုးမရှိသလိုသူနဲ့ပတ်သက်တဲ့သတင်းတွေကိုလည်းအမှောင်ချထားတာ ဖြစ်ပါတယ်။ဒေါန်ဆန်းစုကြည်ကို တွေးဆောင်ခွင့်ရဖို့မိသားစုဝင်တွေ ်ရှင်းနေရင်းနဲ့နိုင်ငံကအတိုင်းဝိုင်းကတောင်းဆိုချက်တွေရှိနေပေမဲ့စစ်ကောင်စီကတော့အချိန်ချင်းညှင်းပယ်ထားဆဲဖြစ်ပါတယ်